တခါတော့ကတောနဲ့ကြီးတစ်ခုမှာရွှေရင်သာငှက်လို့ခေါ်တဲ့အံဩပွဲကောင်းလောက်အောင်လှပတဲ့ငှက်တကောင်ရှိတယ်။သူ့ရဲ့အမွေးတွေဟာနေရောင်အောက်မှာတောက်ပတဲ့ရွှေရောင်တွေလိုတလက်လက်တောက်နေပြီး သူ့အတန်ကလည်းနားထောင်လို့အလွန်သားရပါတယ်။ရွှေရင်သာငှက်ဟာတောထဲမှာနေတဲ့တတဝါတွေအားလုံးအတွက်မိတ်ဆွေကောင်းတဦးဖြစ်ပြီးဖြားနာတဲ့သူတွေကို ကုသပေးခြင်း၊ဆင်းရဲတဲ့သူတွေကို ကူညီခြင်းစတဲ့ကောင်းမှုတွေကိုလှူဆောင်ပေးပါတယ်။ ရွှေရင်သာနှစ်ရဲ့ဂုံတရင်တွေဟာတဖြည်းဖြည်းပြန့်နှံ့သွားပြီးလူတွေကလည်းသူ့ရဲ့အံ့ဩဖွယ်ကောင်းတဲ့အမွေးတွေကို လိုချင်လာကြပါတယ်။ဒီနေ့မှမနာလိုတဲ့လူတချို့ဟာရွှေရင်သာနှစ်ကိုဖမ်းဖို့အစီအစဉ်ဆွဲကြတယ်။သူတို့ဟာ ထောင်ချောက်တွေထောင်ပြီးရွှေရင်သာနှစ်ကိုဖမ်းဖို့စူးစမ်းကြတယ်။ ရွှေရင်သာနှစ်ဟာညံကောင်းတဲ့အတွက်လူတွေရဲ့ထောင်ချောက်တွေကိုရှောင်ရှားနိုင်ပါတယ်။ဒါပေမဲ့လူတွေကဇွဲမလျှော့ပဲဆက်လက်စူးစမ်းကြတယ်။နောက်ဆုံးမှာလူတွေဟာရွှေရင်သာနှစ်ကိုဖမ်းမိသွားပြီးသူ့ရဲ့တောက်ပတဲ့အမွေးတွေကိုယူဖို့စူးစမ်းကြတယ်။ရွှေရင်သာနှစ်ဟာလူတွေရဲ့မကောင်းတဲ့အပြုအမူတွေကို သိသွားပြီးစိတ်မကောင်းဖြစ်သွားတယ်။သူဟာလူတွေကိုပြောလိုက်တယ်။ငါ့ရဲ့အမွေးတွေဟာမင်းတို့အတွက်ဘာမှအကျိုးမရှိပါဘူး။ မင်းတို့ရဲ့မနာလိုမှုနဲ့လောဘကြောင့်ငါ့ကိုဖမ်းမိတာပါမင်းတို့ရဲ့မကောင်းတဲ့အပြုမူတွေကိုပြင်သင့်တယ်။ရွှေဟင်းသာနှစ်ဟာပြောပြီးတာနဲ့သူ့ရဲ့အမွေးတွေကိုဆွတ်လွတ်လိုက်ပြီးတောနဲ့သေးကိုပြန်တန်းထွက်သွားတဲ့လူတွေဟာရွှေဟင်းသာနှစ်ရဲ့အမွေးတွေကိုရလိုက်ပေမဲ့အမွေးတွေဟာတောက်ပတ်မှုပျောက်ဆုံးသွားပြီးတာမန်အမွေးတွေလိုဖြစ်သွားတယ်။လူတွေဟာသူတို့ရဲ့မကောင်းတဲ့အပြုမူတွေကြောင့်ရွှေဟင်းသာနှစ်ကိုဆုံးရှုံးလိုက်ရတာကို ောင်တရသွားကြရတယ်။သူတို့ဟာရွှေရင်သာနှစ်ရဲ့စကားတွေကို နားထောင်ပြီးသူတို့ရဲ့မကောင်းတဲ့အပြုမူတွေကိုပြင်ဖို့ဆုံးဖြတ်လိုက်ကြရတယ်။ရွှေရင်သာနှစ်ဟာတောနတ်ထဲမှာဆက်လက်နေထိုင်ပြီးကောင်းမှုတွေကိုလှုပ်ဆောင်ပေးတယ်။သူ့ရဲ့ဂုံတဲ့င်းတွေဟာလူတွေကြားမှာဆက်လက်ပြန့်နှံ့နေပြီးလူတွေဟာရွှေရင်သာနှစ်ရဲ့ကောင်းမြတ်မှုကို အတူယူကြတယ်။ဒီပုံပြင်လေးရဲ့သင်ခန်းစာအနှစ်ချုပ်လေးကတော့ မနာလိုခြင်းနဲ့လောဘဟာလူတွေကိုမကောင်းတဲ့အပြုအမူတွေစီကိုဥတီစေတယ်။ကောင်းမြတ်ခြင်းနဲ့ယောသားဖြောင့်မတ်ခြင်းဟာလူတွေကိုချစ်ခင်လေးစားစေတယ်။မိမိရဲ့ကောင်းမြတ်မှုတွေကိုတန်ဖိုးထားပြီးမကောင်းတဲ့အပြုအမူတွေကိုရှောင်ရှားတင်တယ်။ဒီပုံပြင်ဟာလူတွေရဲ့မကောင်းတဲ့အပြုအမူတွေကိုပြင်ဆင်ပြီး ကောင်းမြတ်တဲ့သူတွေဖြစ်ဖို့အားပေးတဲ့ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်။နားစင်ကြည့်ရှုအားပေးတဲ့သူတိုင်းကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင်။ ယခုတင်ဆက်ပေးထားတဲ့ရွှေဟင်းသာနှက်ပုံပြင်လေးကိုနှစ်သက်သဘောကျတယ်ဆိုရင်ဖြင့်ကျမတို့ရဲ့ All in One မြန်မာ channel လေးကို Like and Share လေးပြုလုပ်ပေးကြပါရှင့်